မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဂျွန်လ28ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ဘကိုးတိုင်းကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်များကိုတိုက်ခိုက်ရာစစ်သား9ဦးထံမှနေသေဆုံးပြီးတော့22ဦးကိုစစ်တုံးဘန်းအဖြစ်နဲ့ဖမ်းဆီးရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် မနေ့ကဇွန်လ26ရက်နေ့မှာစစ်တောင်းမြေဝမ်းစစ်စင်ရေးအဖြစ်ပဲခူးတိုင်းကြောက်ကြီးမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီတပ်များကိုတော်လိုင်းတပ်များကတိုက်ခတ်ခဲ့ရာစစ်စင်ရေးအတွင်းမှာစစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးထက်မနေ့သေဆုံးသွားပြီးတော့စစ်ကောင်စီတပ်ဟာအထိကိုက်များစွာနဲ့ဂစင်ကလျားနဲ့ဆုတ်ခွာထွက်ပြေးသွားတယ်လို့သိရပါဗျာ အကြမ်းမှစစ်ကောင်စီတပ်ဖွဲ့ဝင်22ဦးကိုလည်းစစ်တုံ့ပန်းအဖြစ်ဖမ်းဆီးရရှိခဲ့ပြီးတော့လက်နက်မျိုးစုံ28လက်နဲ့ခဲယမ်းများအခြားဆက်အုံဆောင်ပစ္စည်းအများအများကိုလည်းသိမ်းဆီးရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစစ်ဆင်ရေးကို အမတ်နဲ့စစ်ဒေသကွယ် JOC ရဲ့ကုတ်ကဲမှုနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးတော့ဘကိုးတိုင်းစစ်ဌာနဗျူဟာ25လက်အောက်ခံဗျူဟာ25တိုက်ရင်3ခု3ကြားနဲ့အထုကွန်မန်ဒိုတိုက်ရင် Spring Warrior Column နဲ့ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNL တိုက်ရင်8တိုက်ရင်9တို့ကပူးပေါင်းပြီးတော့တိုက်ခိုက်ခဲ့ကြတယ်လို့သိရပါတယ်အဲ့ဒီစစ်စင်ရေးအတွဲမှာမဟာမိတ်ပူးပေါင်းတပ်ဖွဲ့များကဖမ်းဆီးရမိထားတဲ့စစ်တုံးဗန်းများကို Geneva Convention နဲ့အညီစနစ်တကျထိမ့်သိမ်းထားရှိကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်အခြေစားကြောက်ဖြူရန်ကုန်လမ်းမှာရှိတဲ့အမှတ်32ရဲတပ်ရင်းဟာကြလူနီးပါးဖြစ်နေတဲ့အတွာစစ်ကောင်စီကကာကင်းစခန်းများမှာအင်အားတွေဖြည့်တင်းနေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်စစ်ကောင်စီဟာရဲတပ်ရင်း32ရဲ့ကာကင်းစခန်းဖြစ်တဲ့တောင်ရှိတောင်မှာအခုဇွန်လနောက်ဆုံးပတ်ကအင်အားအလုံးရင်းနဲ့နေရာချထားပြီးတော့စစ်ပြင်ဆင်ထားတယ်လို့သိရပါတယ်တိုက်ပွဲကလုံးဝရပ်သွားတာတော့မဟုတ်ဘူးအပြန်အလှန်ပြစ်ခတ်မှုတွေရှိတယ် အေအေဘက်ကထိုးစစ်မစင်တဲ့အချင်းကိုအခွင့်ကောင်းယူပြီးတော့စစ်ခွေးတပ်ကတောင်ရှိတောင်မှအင်အားတွေတိုးထားတယ်လို့ရခိုင်စစ်ရေးတရင်အေးမြစ်ကပြောပြထားပါဗျာ။ စစ်ကောင်စီနဲ့အရခတက်တော် AA တို့ဟာမလာကျော်ပြိုင်းစစ်ကြီးနဲ့ကတပြေတို့မှာတိုက်ပွဲတွေဆက်ဖြစ်နေပြီးတော့စစ်ကောင်စီကကြီးရေလေသုံးခုစလုံးနဲ့ခုခံပစ်ခတ်နေတယ်လို့ဒေသခံများထံကသိရပါတယ်စစ်ကောင်စီဟာလက်နက်ကြီးနဲ့ drone ပစ်ခတ်မှုတွေကိုအဓိကထားအသုံးပြုနေပြီးတော့ကြော့ဖြူမြို့နယ်အတွင်းမှာရှိတဲ့သုံးနေရာလောက်မှာတိုက်ပွဲများဆက်ပြီးတော့ရှိနေတယ်လို့သိရပါတယ် AA ကထိုးစစ်ဆင်မှုကိုရပ်တန့်ထားပြီးတော့မလာကျွန်းကနေ၄ဖာလုံးပြိုင်းစစ်ကြီးကနေ၂ဖာလုံးကနောက်ဆုတ်ပြီးတော့အေအားဖြည့်တင်းနေတယ်လို့ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ကပြော ပြထားပါဗျ။အမှတ်32ရဲတပ်ရင်းဟာကြလူနီးပါးဖြစ်နေပြီးတော့စစ်ကောင်စီတပ်ဖွဲ့ဝင်ဒနာစင်ကန့်ဟာလည်းထွက်ပြေးလွတ်မြောက်သွားကစစ်ကောင်စီရဲ့မြို့ပြင်တပ်တွေဖြစ်တဲ့ခမရ92နဲ့ခမရ93တို့ဟာလည်းအင်အားပြုံးတိနေပြီးတော့တပ်ပြက်လူနီးပါးဖြစ်နေတဲ့အတွက်ရဲတပ်ဖွဲ့ဝင်တွေနဲ့အစားထိုးအင်အားဖြစ်တင်းထားရတယ်လို့ရှေ့တန်းသတင်းရင်းတွေကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ။နောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဖားကံမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီကဆက်လက်ပြီးတော့စစ်ကြောင်းထိုးနေတဲ့အတွက်အမိုက်ပုံရွာအနီးမှာတိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်ကထိခိုက်ဒေဆုံးမှုတွေများပြားနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇော်လ26ရက်နေ့မနက်ပိုင်းကနေညနေပိုင်းအထိအမိုက်ပုံခြေရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားနေပြီအဲ့ဒီနေရာအနီးတိုက်ပွဲဖြစ်နေတာဟာ၃ရက်လောက်ရှိနေပြီဖြစ်ပြီးတော့တိုက်ပွဲတွေပြင်းထန်နေတယ်လို့သိရပါဗျ။အပြန်အလှန်ပြစ်ခတ်မှုများဟာမနေ့ကညနေပိုင်းကစတင်ပြီးတော့ဒီနေ့တနေ့လုံးမရမနာပေါ်ထွက်နေတယ်လို့သိရပါဗျ။အမိုက်ပုံရွာနာမှာတိုက်ပွဲဖြစ်တာ၃ရက်လောက်ရှိနေပြီ။အကြမ်းဖက်စစ်ကောင်စီကရှေ့တိုးလို့မရဘူးအထိနာနေတယ်။ထိခိုက်ဒဏ်ရာရတာလည်းများပါတယ်။စစ်ကောင်စီကစစ်ကြောင်းထိုးခြင်းတော့ KIA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေကဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတာပေါ့တိုက်ခိုက်တဲ့အချိန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့တံပြန်ပစ်ခတ်တယ်တမန်တော်လောက်တိုက်ပွဲဖြစ်တယ်မနေ့ကလည်းတညနေလုံးပဲလို့ KIA ရဲ့စီရေးသတင်းရင်းမြစ်ကပြောပြထားပါတယ်အကြမ်းဖက်စစ်ကောင်စီနဲ့ပြည်သူ့စစ်ပူးပေါင်းအဖွဲ့များဟာဖားကန့်ကိုစစ်ကြောင်းထိုးနေတာဟာတလနီးပါးရှိနေပြီဖြစ်ပြီးတော့နေတိုင်းလိုလိုတိုက်ပွဲများဖြစ်နေတယ်လို့သိရပါတယ်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်တပ်ကထိခိုက်ဒေဆုံးမှုတွေများပြားနေတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်ဒီဖားကန့်ကိုစစ်ခွေးစစ်ကြောင်းဝင်လာပြီးတော့တလလောက်အတွင်းမှာသူတို့ ဘက်ကနေပြီးတော့ထိခိုက်သေးဆုံးတာအယောက်90နဲ့100ကျားရှိနေပြီဒီစစ်ကြောင်းရောက်လာပြီးကလေးကမိုးကောင်းအခြေဆိုင်တမ3စစ်ကြောင်းဖားကန့်ကိုရောက်လာကလေးကသူတို့ပြည်သူတွေကိုနှိပ်စက်တက်ဖြတ်တာ39ရောက်အယောက်40နီးပါးရှိနေပြီလို့ KI ရဲ့စီရေးသတင်းရေးမြစ်ကပြောပြထားပါတယ်အလားတူပဲကချင်ပြည်နယ်ဘုံဘုံမြို့မှာလည်းတိုက်ပွဲများဖြစ်ပွားနေတော့လေအရင်လတွေလိုမပြင်းထန်တော့ဘူးလို့သိရပါတယ်စစ်ကောင်စီကလေကြောင်းတက်ခတ်မှုများ drone နဲ့တက်ခတ်မှုများဟာနေတိုင်းလိုလိုလှုပ်ဆောင်နေတဲ့အပြင်လေကြောင်းကနေလည်းလက်နက်အင်အားလူအင်အားတွေဖြည့်တင်းနေတယ်လို့ ဘမ်မော်စကောက်တင်းကတာဝန်ရှိသူတို့ကပြောပြထားပါဗါးစစ်ကောင်စီကရေချောင်းကနေတဲ့ဆင်လက်နက်နဲ့လူသူအင်အားဖြည့်တင်းရန်စူးစမ်းလျက်ရှိပြီးတော့အေယာဝရီမြေချောင်းတလျှောက်မှာရှိတဲ့ခြေရွာများအနေနဲ့ပြင်ဆင်ထားရန်လိုအပ်တယ်လို့ပြောဆိုထားပါဗါးအေယာဝရီမြေချောင်းတလျှောက်မှာရှိတဲ့စစ်ကောင်စီရဲ့စီရဲလှုပ်ရှားမှုများကိုလည်းစောင့်ကြည့်သတင်းပေးဖို့ကူညီရန်လဲဘမ်မော်စကောက်တင်းကအကူအညီတောင်းခံထားပါတယ် ဗမာကိုအင်အားဖြည့်ဖို့တင်းမောဆက်နဲ့ဆင်စံတက်လာတယ်ဆိုပြီးတော့သတင်းတွေတော့ရထားတယ်အဲ့ဒါကိုအတည်ပြုဖို့ကြိုးစားနေတော့မှစစ်တင်းမောတွေကအခုအောက်ဘက်ကနေစံတက်လာတယ်လို့သိရတယ်ဗမာကိုဥတီနေတာလားဘယ်ကိုသွားမလဲဆိုတာတော့စောင့်ကြည့်နေလို့မယ်လို့ KI ရဲ့သတင်းရင်းမြစ်ကရှင်းပြထားပါတယ်ဇွန်လ15ရက်နေ့မှာဗမာတဖက်ကမ်းမှာရှိတဲ့စင်ကင်ချေးရွာကိုစစ်တပ်ကလေကြောင်းကနေတိုက်ခတ်ပြီးလက်နက်ကြီးများ drone များနဲ့ပါပစ်ခတ်တိုက်ခတ်ရာအရတားပြည်သူ၂ဦးသေဆုံးခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းညောင်လေးပင်မြို့နယ်ရေပြူကန်ရွာဒိုးရန်ကုန်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကို drone နဲ့ဘုံးကျဲတိုက်ခိုက်ရာစစ်တပ်ဘက်ကနှစ်ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့မှာညောင်လေးပင်မြို့နယ်ရေပြူကန်ကြီးပါမြောက်ပိုင်းမှာရှိတဲ့ဒိုးရန်ကုန်းမှာအထိုင်ချတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားများကိုတော်လိုင်းတပ်ဖွဲ့များက drone နဲ့ 2.5 kg ဘုံဒီ၃လုံးကျဲချတိုက်ခိုက်ခဲ့တယ်လို့သိရပါဗါဒ်၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်သား၂ဦးသေဆုံးကတအူးဟာညာဘက်ခြေထောက်ပြတ်ပြီးတော့တအူးပြင်းထန်ဒဏ်ရာရရှိကတော်လိုင်းတပ်ဖွဲ့ဝင်းဒီဘက်ကတော့အထိကိမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗါဒ်စစ်ခွေးခန့်မှန်းအင်အားကတော့အကောင်60လောက်တော့အမြင့်ရှိတယ်60ဆိုတာရေပြူကန်ကိုအထိုင်ချပြီးတော့ပတ်လေအကုန်နေရာယူထားတာကိုပြောတာပါစစ်ခွေးတွေတဲ့စီးရင်ကတော့ထတ်တိုးသေးတာမရှိသေးပါဘူးလို့7 Ravens Drone Force ကတာဝန်ရှိသူကရှင်းပြထားပါဗါဒ်၎င်းတိုက်ခိုက်မှုကို view 2016လအောက်ခံတိုက်ရင်တွေဖြစ်တယ်။တော်ဝင်ထောင်းတိုက်ရင်နဲ့တော်ကြီးကန်းခုနှစ်ကောင်တိုက်ရင်တို့ကကြောစွာဆစ်စင်ရေးအဖြစ်နဲ့ပူရွယ်လှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျောင်း။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာနေ့တိုင်းလောင်းလုံးမြို့နယ်မှာစစ်ကြောင်းထိုးခဲ့တဲ့အကြမ်းဖက်စစ်သားများကကွန်ယုံကျွန်းရွာသားဦးမျိုးစုံအောင်ကိုလယ်လီတပ်ဖြတ်ပြီးတော့အသက်80ကျော်အမျိုးသမီးတအုပ်ကိုလည်းအချိန်ကျိန်မတိန်ပြူးကျင့်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ14ရက်နေ့မှာလောင်းလုံးမြို့ပေါ်ကကွန်ယုံကျွန်းကျေးရွာကိုစစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်သားများဟာလက်တက်လျှောက်မှာရှိတဲ့ကျေးရွာများကပြည်သူများနဲ့ကံကြုံကျွန်းကျေးရွာကပြည်သူအယောက်တရာခန့်ကိုလူသားတိုင်းအဖြစ်နဲ့ဖမ်းဆီးသွားတယ်လို့သိရပါဗါးအခုလိုမျိုးဖမ်းဆီးထားတဲ့ပြည်သူများတွေကအသက်46နှစ်အရွယ်ကံကြုံကျွန်းရွာသားဦးမျိုးစော်အောင်ခေါ်ဥမျိုးကြံအောင်ကိုစစ်ကောင်စီတပ်သားတွေကလယ်လီတပ်ဖြတ်ခဲ့ပြီးတော့ရုပ်အလောင်းကိုစစ်ကြောင်းပြန်လဲဆုတ်ခွာရလမ်းမှာရှိတဲ့စစ်ပြဲရွာနဲ့လောင်းလုံးမျိုးကြားမှာရှိတဲ့စီအုံတော်ထဲမှာစွန့်ပစ်ထားခဲ့တာ မနေ့ကဇွန်လ26ရက်နေ့မှာဒေတာကန်ပြည်သူများကရုပ်အလောင်းကိုရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာကံကြုံကျွန်းရွာမှာတပ်ဆွဲနေတဲ့အချိန်ကျမ်းမာရေးမကောင်းတဲ့ခင်မုန်းဖြစ်သူကိုပြုစုဖို့အတွက်အသက်80ကျော်အမျိုးသမီးကြီးဟာထွက်ပြေးတိမ်းရှောင်ခြင်းမရှိဘဲနဲ့နေအိမ်မှာနေထိုင်နေတဲ့အချိန်စစ်ကောင်စီတပ်သားဖိုးချေဆိုတဲ့ကောင်က၅ချိန်အတ္တမပြုတ်ကျခဲ့တယ်လို့သိရပါဗျ။အဲ့ဒီအကြမ်းဖက်စစ်ကောင်စီတပ်သားဟာအမျိုးသမီးရဲ့ခင်မုန်းရှိမှာအပါအဝင်နှစ်ရက်ဆက်တိုက်အတ္တမပြုတ်ကျခဲ့ခြင်းဖြစ်ပြီးတော့ အထမပြုခြင်းခဲ့တဲ့အကြမ်းဖက်စစ်သားဟာအသက်40ကျော်အရွယ်ရှိပြီးအထက်အရာရှိများကဖိုးချေလို့နာမည်ခေါ်ဆိုတယ်လို့သိရပါဗျ။လက်ရှိချိန်မှာအမျိုးသမီးဟာရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေများကြာဆင်းနေပြီးတော့အထူးစောင့်ရှောက်ရန်လိုအပ်လျက်ရှိတယ်လို့သိရပါဗျ။အမျိုးသမီးအခြေအနေကတော့အမျိုးသမီးအင်္ကာကနေသွေးတွေထွက်နေပြီးတော့အခုဆေးကန်းပြထားပြီးလက်ရှိဆေးကုသမှုပြီးရင်အားဆေးတွေရဲ့ပိုးသက်ဆေးတွေရဲ့တောက်နေရတဲ့အခြေအနေတွေစိတ်ပိုင်းဆိုင်ရာလည်းနည်းနည်းခံစားနေရတဲ့အခြေအနေဖြစ်နေတာပေါ့။ သူကစစ်ကောင်စီကိုကြောက်နေတဲ့အနေအထားဖြစ်နေတယ်လို့နင်းစီရောက်အမျိုးသမီးများတမတ်ကဒဝယ်ကတာဝန်ရှိသူတို့ကရှင်းပြထားပါရယ်အချက်ဖတ်စစ်ခွေးများဟာကညုံကျိုးရွာမှာတဆွဲနေထိုင်နေတဲ့အချိန်နေအိမ်နှလုံးနဲ့ဆိုင်ကယ်တချို့ကိုလည်းမိရှုဖျက်ဆီးခဲ့ပြီးတော့ယာနဲ့ချီတဲ့နေအိမ်များကိုဖောက်ထွင်းဝင်ရောက်ကတံမိုးကြီးတဲ့ပစ္စည်းများကိုလည်းယူဆောင်သွားတယ်လို့သိရပါရယ်ဇွန်လ24ရက်နေ့မှာအချက်ဖတ်စစ်တပ်စစ်ကြောင်းဟာလောင်းလုံးမြို့နယ်ကညုံကျိုးကြီးရွာကနေလောင်းလုံးမြို့ဘော်ကိုပြန်လည်ဆုတ်ခွာသွားကြောင်းသတင်းရရှိပါရယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်တောင်ပိုင်းပအိုးကိုပိုင်အုပ်ချုပ်ခွင့်ရဒေသစီဆိုင်မြို့နယ်မှာစစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်များကပြည်သူတွေရဲ့နေအိမ်များကိုမိရှို့ပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်မှုကြောင့်ပြည်သူတအုပ်ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ25ရက်နေ့ည8:00နာရီခန့်အချိန်မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်ကောင်စီနဲ့ PNO ပြည်သူ့စစ်များကစီဆိုင်မြို့နယ်တောင်ရှိကျေးရွာအုပ်စုနောင်ဘိုကျေးရွာကို60မမလက်နက်ကြီးနဲ့၉ချိန်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာအသက်၄၉နှစ်အရွယ်အမျိုးသားတအူထိခိုက်ဒဏ်ရာရရှိခဲ့ပြီးတော့နေအိမ်တစ်လုံးလည်းပျက်စီးသွားတယ်လို့သိရပါဗျာ။ စစ်ကောင်စီနဲ့ PNO ပြည်သူ့ဆက်များရဲ့လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့်ထိခိုက်ဒဏ်ရာရရှိသွားတဲ့မွေးတုံးကိုပုတ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ PNLO PNLA ကယ်ဆယ်ရေးတပ်ဖွဲ့ကတွားရောက်ပြီးတော့ကယ်ထုတ်ခဲ့ကကုသမှုပေးခဲ့တယ်လို့သိရပါဗျ။စစ်ကောင်စီနဲ့စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့ဆက်ကလက်နက်ကြီးနဲ့ကိုးချိန်ပစ်သွားတာအဲ့ဒီမှာလက်နက်ကြီးကြီးတလုံးကပြည်သူလူထုတွေရဲ့နေအိမ်ကိုထိခိုက်သွားတယ်။နေအိမ်လည်းပျက်စီးသွားတယ်အရှင်ဖြစ်တဲ့သူလဲဒဏ်ရာရရှိသွားပါတယ်အဲ့ဒီဒဏ်ရာရရှိတဲ့ပြည်သူကိုကျွန်တော်တို့ပို့အမျိုးသားလွတ်မြောက်ရေးအဖွဲ့ ပို့အမျိုးသားလွတ်မြောက်ရေးတပ်မတော် PNL လို့ PNL ကကယ်ဆယ်ထားပြီးတော့စေကူတာပေးနေပါတယ်ထိခိုက်ဒဏ်ရာရရှိတဲ့ပြည်သူကတက်တာလာပါပြီလို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရန်ကသတင်းပေးပို့ပြောကြားထားပါတယ်ဇွန်လ23ရက်နေ့ကနေပြီးတော့24ရက်နေ့အထိစီတိုင်မြို့နယ်တပူထိုးချေးရွာမှာတပ်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံ PNL ပြည်သူ့စစ်များကပြည်သူလူထုတွေရဲ့နေအိမ်များကိုမိရှို့ဖျက်ဆီးခဲ့တယ်လို့သိရပါတယ်တပူထိုးရွာမှာတော့အရင်တစ်ခေါက်ရှို့တာကနေအိမ်6လုံးပေါ့ နောက်တစ်ခါရှုတာကတော့ဘဏ္ဍလုံးလဲကျွန်တော်တို့လဲအတိအကျဆိုင်ရင်သိဖို့အတွက်လှုပ်ဆောင်နေတုန်းကအဲ့ဒီရွာမှာကစစ်ခွေးတပ်တွေနဲ့ PNO ပြည်သူ့စစ်ကတဆွဲထားတော့ဘဏ္ဍလုံးလောင်သွားတယ်ဆိုတာပြောပြဖို့နည်းနည်းအခက်အခဲရှိနေပါသေးတယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရံကရှင်းပြထားပါဗျ။စီတိုင်းမြို့နယ်တောင်ရှိခြေရွာအုပ်စုမှာဘာစီရေးလှောက်ရှားမှုမှဘာတိုက်ပွဲမှမရှိတော့လဲစစ်ကောင်စီနဲ့သူ့ရဲ့လက်အောက်ခံ PNO ပြည်သူ့စစ်ခွေးတွေက ပြည်သူတွေနေထိုင်ရာကြေးရွာများအတွင်ကိုဥတည်ပြီးတော့လက်နက်ကြီးများနဲ့ပစ်ခတ်တိုက်ခိုက်ခြင်းနေအိမ်များကိုမိရှို့ဖျက်ဆီးခြင်းများလုံဆောင်လျက်ရှိတယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးကအသိပေးထားပါဗျ။ရေးပြင်းမှာဗားစီရေးဗားတိုက်ပွဲမှမရှိဘဲနဲ့တစ်ဖက်သက်လက်နက်ကြီးနဲ့ပြည်သူတွေကိုတိုက်ခိုက်တာကြတော့တော်တော်ကြီးကိုပြောစရာစကားမရှိတော့အောင် အောက်တန်းကျလွန်တယ်လို့ပဲပြောရမှာပေါ့။ပြည်သူတွေဆိုတာကရန်သူမဟုတ်ဘူးလေ။ပြည်သူကိုလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်တယ်ဆိုတာက တော်တော်ကြီးကိုလူမဆန်တဲ့လောက်ရဖြစ်ပါတယ်လို့ PNL ရဲ့သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူခွန်ရင်းရံကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ဘကိုးတိုင်းမင်းလာမြို့နယ်မှာအကြမ်းဖက်စစ်ခွေးအချင်းချင်းလက်နက်ကြီးနဲ့မှာရွင်ပစ်ခတ်ခြင်းကြောင့်စမ်းပုတ်ရွာကမိရှိုရန်ရောက်လာတဲ့စစ်သားများကိုထိမှန်ပြီးတော့၅ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ24ရက်နေ့ည9နာရီလောက်မှာမင်းလာမြို့နယ်ရွေးကုန်းရွာကအကြမ်းဖက်စစ်ကောင်စီတပ်သားများဟာအရက်မူးပြီးတော့လက်နက်ကြီးများနဲ့ရန်တမ်းပစ်ခတ်ခဲ့ရာစမ်းပုတ်ရွာကမိရှိုဖို့ရောက်လာတဲ့ အကြမ်းဖက်စစ်ခွေးများထံကိုကြောက်ရောက်ပောက်ကွဲခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးကြောက်ရောက်ပောက်ကွဲမှုကြောင့်အကြမ်းဖက်စစ်ခွေး9កောင်တိတ်ဆုံးပြီးတော့စစ်သားမသားအလောင်းများကိုစမ်းဖို့ရွာကိုပြန်လည်တယ်ဆောင်သွားတယ်လို့သိရပါဗျ။ဇွန်လ24ရက်နေ့ည9နာရီလောက်ကရွေးကုန်းရွာကစစ်ခွေးတွေကအရက်မူးပြီးတော့လက်နက်ကြီးတွေနဲ့ရမ်းပစ်တာစမ်းဖို့ရွာကိုမိရှုပ်ဖို့ဆိုပြီးရောက်လာတဲ့စစ်ခွေးအုပ်စုတွေကိုလက်နက်ကြီးကြောက်ရောက်ပောက်ကွဲပြီးစစ်ခွေး9កောင်ထဲမှနဲ့တိတ်ဆုံးသွားပါတယ်။စစ်ခွေးမသားအလောင်းတွေကိုစမ်းဖို့ရွာကိုပြန်ပြီးတည်သွားကြတယ်လို့ဒေတာရင်းစီရေးသတင်းအေးမေကပြောပြထားပါဗျ။ အကြမ်းဖက်စစ်ခွေးများဟာဇွန်လ20ရက်နေ့မှာတောင်ပြက်ရွာဇွန်လ22ရက်နေ့မှာရွေးကုန်းရွာနဲ့ဥရုကျွဲလန်းစုရွာ ဇွန်လ23ရက်နေ့မှာစားချောင်းရွာ၊စင်အိုင်ချောင်းပေါက်ရွာ၊ဂန်ကိုပင်ရွာ၊ဘိုးတထောင်ရွာ၊ငလဆန်းရွာနဲ့ဖားလီကွင်းရွာဇွန်လ24ရက်နေ့မှာစမ်းပုတ်ရွာဇွန်လ25ရက်နေ့မှာကျွဲမကိုင်းရွာတို့ကိုဇက်တိုက်မိရှုဖျက်ဆီးနေခြင်းဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဘကိုးတိုင်းလက်မတန်းမြို့နယ်မှာလည်းပြူစောတီတအူဂိတ်ဆောင်နေတဲ့အချိန်ထွက်ပြေးလာပြီးတော့တော်လိုင်းတပ်ဖွဲ့များထံမှအလင်းဝင်ရောက်ခဲ့ကြောင်းဒေတာရင်းစီရေးသတင်းအင်းမြစ်ကပြောပြထားပါတယ်။ဇွန်လ20ရက်နေ့မှာလက်မတန်းမြို့နယ်ရန်ကုန်ပြည်ကားလမ်းပေါ်မှာရှိတဲ့ ကိုးချံရွာစစ်စေးရိတ်ဂိတ်ကပြူစောထီတအူးဟာဂိတ်ဆောင်နေတဲ့အချိန်လက်နက်ယူဆောင်လာခြင်းမရှိဘဲနဲ့တော်လိုင်းတပ်ဖွဲ့များထံထွက်ပြေးလာကအလင်းဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့ အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်ဆက်နဲ့စိုးကြီးရဲ့လက်အောက်ကနေလဲအ мян ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ